င်းရဲသားရက်ကွက်ကချိုးတဲ့သူအများကိုပကသနခင်းကထိရောက်မှုရှိရှိနဲ့နှိမ့်စင်လူပေးနေတဲ့နန္ဒလိုင်တို့မိသားစုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Sky Sally Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။နန္ဒလိုင်တို့မိသားစုကပရိသတ်တွေနဲ့တကင်းတက်ကွာနေထိုင်ကြပေမဲ့လည်းအောင်မြင်ကြောကြားသူဖြစ်တာမို့မိသားစုအရေးကိစ္စကအစအားလုံးကစိတ်ဝင်တစားဖြစ်နေကြတာပါ။နန္ဒလိုင်ကအိမ်အောင်ကြပြီးတဲ့နောက်ပိုင်းမှာအမှုပညာအလုပ်လည်းမလုပ်ဖြစ်တော့သလိုပရိသတ်တွေနဲ့လည်းခက်ခင်းခင်းတာ ေတတ်တာဖြစ်ပါတယ်။ဒါအပြင်ချမ်းသာတဲ့သူဖြစ်ပေမဲ့ကြွားဝါခြင်းလည်းမရှိပါဘူး။ဥစ္စာပစ္စည်းတွေကိုဒါမကြွားတာမဟုတ်ပဲအလူတန်းလောက်တာကိုလည်းဂုံစာပြပြီးတော့ဇွတ်ဖြူစနဲ့မြေတားပိုင်ရှင်ဆိုပြီးတော့လည်းလုံးမနေပါဘူး။နန္တာလိုင်တို့ကအလူတန်းလောက်ရင်တောင်လူတိအောင်မလုပ်ပဲလှူတတ်ကြတာဖြစ်ပါတယ်။ဒါအပြင်ခင်ပွန်ဖြစ်သူကိုစီတီဟပြန်လွတ်လာတဲ့အချိန်မှာလဲနန္တာလိုင်တို့ကအနေစဉ်အလူတွေကိုလုံနေတာဖြစ်ပါတယ်။ကိုစီတီဟအပြင်ကိုပြန်ရောက်တာနဲ့လုံးစရာရှိတဲ့အလုပ်အားလုံးကို စားလုံနေတာ ာဖြစ်တယ်လို့အလူအတန်းတွေလည်းလှုပ်လာခဲ့တာဖြစ်ပါတယ်။နန္ဒလိုင်တို့ကဆင်းရဲသားရက်ကွက်ကချိုးတဲတဲ့သူတွေအတွက်နေစဉ်ဟင်းအလူတွေလူတန်းပေးနေခဲ့တာဖြစ်ပါတယ်။ကုံစင်းတို့ကနောက်ကကြားလိုက်တယ်လို့အ мян ခုံတက်လာတဲ့အချိန်မှာလူအများမှလည်းစာဝတ်နေရိတ်ခက်ခဲချက်တဲလာကြပါတယ်။ချမ်းသာသူတွေအတွက်အကြောင်းမဟုတ်ပေမဲ့ဆင်းရဲသူတွေအတွက်တော့တကယ်ကိုခက်ခဲပါတယ်။ဒါကြောင့်မို့ကိုစီတီဟာတို့ကအိမ်ကနေနေစဉ်ပုံမှန်ဟင်းချက်ပြီးတော့ရက်ကွက်ထဲကတချို့ချိုးတဲတဲ့သူတွေဟင်းထုတ်တွေလိုက်ဝေပေးတာဖြစ်ပါတယ်။ ဓမီသားစုစားဖို့လုံလောက်တဲ့အထုပ်တွေနဲ့လိုင်းဝင်နေတာဖြစ်ပါတယ်။ဒါအပြင်ကားနဲ့တယ်လာပြီးတော့လမ်းမှာတကယ်လိုအဲ့နေတဲ့သူတွေကိုသာ လိုင်းဝေပေးတာဖြစ်ပါတယ်။ တရရနဲ့တရရနေရာမတူပဲလိုင်းဝေပေးနေတာမို့ကိုစီတီဟာရဲ့အလူကပကသနာကင်းပြီးတော့ထိရောက်မှုရှိတဲ့အလူလေးတစ်ခုကိုနေစဉ်လုံးဖြစ်နေတာဖြစ်ပါတယ်။ဒါရီအပြင်ကိုစီတီဟာကသူနေတိုင်းလူပေးနိုင်မှာတော့မဟုတ်ဘူးလို့ချိုးပြောထားတာဖြစ်ပါတယ်။မျောလင့်နေတာမျိုးမဖြစ်စေချင်သလိုတကယ်မလိုအပ်ပဲစုပြုံပြီးတော့အချောင်လာယူမှာမျိုးကိုမလိုလားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့မထင်မှတ်ထားတဲ့နေရာကိုမထင်မှတ်ထားတဲ့အချိန်သွားပြီးတော့တကယ်လိုအပ်သူလက်ထဲကိုသာထိထိရောက်လူဒန်းပေးနေတာဖြစ်ပါတယ်။ဒါအပြင်နေ စဉ်လူဒန်းပေးနေတာဆိုရင်၄ရက်လောက်ရှိနေပြီဖြစ်ပါတယ်။တပိုင်းတနိုင်နဲ့လူနေတာဖြစ်တယ်လို့လူတဲ့အချောင်းကိုလည်းကိုစီတီဟာက လူသားချင်းစာနာပြီးတော့ဖော်ပြတာပါ။ချိုးတဲလို့လာယူတဲ့သူရဲ့မျက်နှာကိုအထင်းသားမဖော်ပြဘဲအုတ်ထားပေးပြီးတော့ဖော်ပြတာပါ။ဒါမှသာယူတဲ့သူတွေကလည်းမရှက်မကြောက်ပဲယူရဲကြတာဖြစ်ပါတယ်။ဒါအပြင် အခုလိုလူဒန်းနေတဲ့အချိန်မှာလူဒန်းတဲ့အချောင်းကိုလည်းမီဒီယာခေါ်ပြီးတော့မပြောပြပါဘူး။ဒိတ်တစိတ်သာလူဒန်းတာဖြစ်ပြီးတော့ကြွားဝါခြင်းလည်းမရှိတာမို့ချီးကျူးနေကြတာဖြစ်ပါတယ်။ ယ်။နန္ဒာလိုင်နဲ့ကိုစီတီဟာတို့ကအေးအေးဆေးဆေးသာ ဖြတ်တန်းနေတာကိုခြိုက်တဲ့သူတွေဖြစ်ပါတယ်။ချမ်းသာသူတွေဆိုရဆိုပြီးတော့ဟိဟန်လဲဟိုမရှိဘူး။ဝက်စားထားတာမျိုးလည်းမရှိဘူး။ရိုးရှင်းတဲ့ဘဝကိုသာဖြတ်တန်းရတာခြိုက်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့စားနောက်ပြောဆိုတတ်တာဖြစ်ပါတယ်။ နန္တာလိုင်တို့မိသားစုကမြန်မာနိုင်ငံအချမ်းသာဆုံးတထေးစင်းဝင်လို့မထင်ရအောင်ကိုနေထိုင်တတ်ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့အမှုပညာအလုပ်တွေမလုပ်တော့တာကြောင့်ပြည်သက်တရာအချစ်ပို့ပြီးတော့အားပေးနေကြတော့ဖြစ်ပါတယ်။စေရသားရက်ွက်ကချိုးတဲ့သူအများကိုပကာသနာခင်းပြီးတော့ထီရောက်မှုရှိရှိနဲ့နေစဉ်လူပေးနေတဲ့နန္တာလိုင်တို့မိသားစုအပေါ်ပြည်သက်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။